အားလုံးပဲမင်္ဂလာပါဒီနေ့အော်တိုဘာလ20ရက်နေ့မှာတော့တည်င်းခေါင်းတွေပါတယ်အဲ့ဒါကတော့ခရင်ပြင်းတယ်မြဝတီနော်အဲ့ဒီခေခေပနော်ကမြဝတီမြို့နယ်ခေခေပအဲ့ဒါကတော့တကယ်ကြားဖြန့်တွေကြီးဆိုးတဲ့နေရာကိုနေပြီးတော့နိုင်ငံတကာကဝိုင်းအောင်ပြီးတော့တိုက်ဖြတ်ဖို့လုပ်နေတယ်ဆိုတဲ့တည်င်းခေါင်းတွေပါတယ်နော်အဲ့ဒါကတကယ်နိုင်ငံကြီးတွေပါလာတယ်အဲ့ဒါကတော့တကယ်မျက်လုံးပြူးစရာ နော်အဲ့ဒါကိုမအလာကလေး YouTube ဖြစ်ဖြစ်လုပ်ပြီးတော့တော်တော်ကိုဝင်စည်းတဲ့တင်းကလည်းတော်တော်ကိုတွေ့နေရတယ်ဆိုတော့အဲ့ဒါမပြောခင်မှာပထမဆုံးကျွန်တော်တို့တင်းဆိုးတစ်ခုကိုကျွန်တော်တို့ကြားတယ်အဲ့ဒါကတော့ခရင်ပြင်းနေမှာဆိုလို့ရှိရင်ဒီမြောက်ဒီမှာပဲနော် Liquid Core Liquid Core Music မှာဆိုလို့ရှိရင်တော့အဲ့ဒီ Sweet Dog ဆိုတာရှိတယ်အဲ့ဒါကိုအရင်တော့က DKNU နဲ့ကနေပြီးတော့တိုက်ခိုက်တင်ပိုက်တယ် အဲ့ဒီနောက်ခတ်တောင်းတော့ဘာလို့တင်ပိုက်တဲ့ concrete တို့ဘာလို့လမ်းတွေအကုန်လုံးထိန်းချုပ်တယ်အပြင်တော့သင်္ကန်းကြီးနောင်ကိုသူတို့တင်ထားတဲ့စသဖြင့်ဒါတွေကိုအကုန်လုံးလက်လွတ်လိုက်ရတယ်နော်အဲ့ဒါတွေကတော့တကိတ်နော်တည်င်းဆိုးတစ်ခုအနေနဲ့ကျွန်တော်တို့ပထမဆုံးကြားတဲ့တည်င်းဖြစ်တယ်နောက်တစ်ခုကတော့တနည်းပိုင်းတိုင်း အဲ့ဒီ mode online ဘက်မှာဆိုလို့ရှိရင်တော့6လတာစစ်ပွဲတွေဖြစ်တယ်เนาะဖြစ်တဲ့ခါကျတော့အဲ့ဒီမှာအချင်းတစေဖြစ်တယ်ဒီစက္ကစဘက်ကအယောက်ပေါင်း100တည်းရယ်เนาะ PDF ဘက်ကလည်းကျဆုံးတဲ့ PDF တွေအယောက်20ရှိတယ်ဆိုတာကိုတွေ့ရတယ်အစ်ပြန်တော့အယောက်100မှာ20တည်းတယ်အလုံးလုံးနဲ့တည်းတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကတော့စက္ကစကဒီချမ်းမြောက်ကို เนาะชาญหมดติอจีเจโพสิสเนี่ยโพสิสเนี่ยขาจ้ะတော့ไอ้นี่มาหนองชูปฐมสงปาตัวได้ปาตัวไปแล้วนอกไปมาเราจ้องเมปาตัวได้จ้องเมปาไปแล้วนอกไปมากูก็တော့บอปาตัวได้ปฐมสงก็တော့บ่มาไม่ไต่ไปได้ย้ายไล่ได้မျိုးก็တော့เนาะลาชูမျိုးลาชูမျိုးကိုเนาะติ้งไปไปแล้วนอกป้ายมาเนาะอခုปาตัวได้မျိုးတွေကหนองชูရှိมั้ยจ้องเมရှိมั้ยตีบอရှိมั้ยอခုโมกุ๊กတို့ပါတော့เต็มฉินนี่ไม่ก้องတော့ไอ้นี่มา ဘာပဲဆိုတော့ဒီ NL ကနေလူတွေကိုရိုးချဒီလူတွေကိုအပြစ်တင်အဲ့လိုမျိုးလုပ်နေပြီเนาะအရင်တော့ကသူကတော့အဲ့ဒီမှာဟာမိတ်တွေကိုနော်ထိုးလိုက်ကျိလိုက်သူတို့အကုန်လုံးမောင်းထိုးလိုက်လုပ်တဲ့ဟာတွေကတော့သူတို့နော်အခုခံနေရပြီပေါ့နော်အခုခံနေရပြီပေါ့နော်ဆိုတော့အခု last show ပထမဆုံးပါသွားတယ်ဘာမှတိုက်စားမလုပ်နဲ့အတားက MD ကပြစ်လိုက်တာဆိုတော့အခုလူမသိသူမသိပါသွားတဲ့မျိုးတွေအများကြီးရှိတယ်အဲ့တော့သူတို့ညှိပြီးတော့အဲ့လိုမျိုးကျွန်တော်တို့သိတဲ့ဟာကအဲ့ဒီ last show တစ်ခုပဲသိတယ်နော်တခြားဟာတွေအများကြီးရှိသေးတယ် အဲ့လိုမျိုးပါ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 တော့တာသူတို့ညှိနှိုက်တယ်ညှိနှိုက်ပြီးတော့လက်လွတ်လက်လွတ်လက်လွတ်ပြီးတဲ့ဟာတွေအများကြီးရှိတယ်ပြီးလို့ရှိရင်တော့အခု TNL TNL ကတော့ဒီနောင်ချိုကြောင်းမဲဒီဘောအဲ့လိုမျိုးထုတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာအခုကတော့ last show ဒီဘောမန္တလေးလမ်းမကြီးဟာဆိုလို့ချင်းပြန်ပြီးတော့ပြင်သွားပြီဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီ တော့ဒီဘောမျိုးကိုဝင်ပြီးတော့တိတ်တဲ့ခါကျတော့အဲ့ဒီမှာတော့ကမ်ဘောဇာဘန်တို့ညာတို့အဲ့လိုမျိုးကျော်ဆူဦးတို့အဲ့ဒီမှာသွားပြီးတော့တက်ပုံရိုက်ရရှိတယ်နော်ဗီဒီယိုရိုက်ရရှိတယ်အဲ့ဒါကဘန်တို့ကိုဖောက်ထွင်းတာနော်အဲ့ဒီ TNL တွေကဖောက်ထွင်းတဲ့ပုံစံမျိုးတွေအပေါ်လုံးပြလာလို့ကျွန်တော်တို့တွေ့ရလိမ့်မယ်နော်အဲ့ဒါကတော့နော် TNL တွေကဘန်တို့ကိုဖောက်တယ်ဆိုတဲ့ဟာကိုအဲ့လိုမျိုးသူတို့ကတကပဝင်လို့မရဘူးအဲ့ဒီ gate ငွေတွေရွှေတွေထားတဲ့အဲ့ဒီ percent တိုက်တွေကိုနေပြီးတော့ တကယ်နော်ဖောက်ထွင်းနဲ့ဖောက်ထွင်းတော့ပေါက်ရနေပြီးတော့ဖောက်ထွင်းတော့ဝင်သွားတဲ့အဲ့လိုမျိုးဗီဒီယိုတွေလည်းကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ TNL ကလုတ်တဲ့မီရှိုးတယ်ဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့တွေ့ရနိုင်မယ်ဌာနဆရာယုံတွေကိုသူတို့ထွက်ထွက်ခင်မှာအဲ့လိုမျိုးမီရှိုးလိုက်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဟိုဖက် TNL ကတော့သူတို့ညင်းတာပေါ့ပြီးလို့ရှိရင်တော့ SSPP ကအကုန်လုံးဒီဘက်ကလှုပ်ပစ်ထားတဲ့ စကစားနဲ့ပေါင်းပြီးတော့လွှတ်ထားတဲ့ဆိုတဲ့ပုံစံမျိုးကိုဆွဲဆိုးတဲ့ဆွဲဆိုးတဲ့ခါကျတော့ SSPP ကလည်းတော့တော့တာဝန်ယူဖြေရှင်းရမယ်ဆိုပြီးမှဟိုဖက်ကထုတ်ပြန်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံသားခဏခဏဖန်ခါရတယ်เนาะအဲ့ဒါက160နဲ့နှစ်ဦးဖန်ခါရတယ်60နဲ့နှစ်ဦးကတော့ကြမ်းကြမ်းလေးတွေဖြစ်တယ်ပြီးလို့ရှိရင်တော့90နဲ့နှစ်ဦးကတော့မင်းကလေးတွေဖြစ်တယ်65နှစ်နဲ့68နှစ်အောက်ကတော့8ယောက်ပါတယ်ဆိုတဲ့ဟာကိုတွေ့ရမယ် အဲ့ဒါကတော့ထိုင်းနိုင်ငံမှာခဏခဏမြန်မာပြည်ကလို့လေဖန်ခံရတယ်လေပြရတော့မြန်မာနိုင်ငံဒုက္ခတကယ့်ပြဿနာဖြစ်လာပြီးစစ်ပွဲတွေဖြစ်လာပြီးဆိုလို့ရှိရင်တကယ့်ခံရတဲ့နိုင်ငံကတော့ထိုင်းနိုင်ငံဖြစ်တယ်เนาะထိုင်းနိုင်ငံမှာစုလိုက်အပြုံလိုက်အဲ့ဒီမှာဒုက္ခတွေစခန်းပေါင်း6ခုကျော်ရှိတယ်เนาะ6ခုရှိတယ်ဆိုတော့တော်တော်ကိုထိုင်းနိုင်ငံကတော့အခမ်းအနားဆုံးပဲเนาะအခမ်းအနားဆုံးပဲမြန်မာနိုင်ငံကလို့လေဘလို့ခက်ပြစ်တာအဲ့ဒီဖြစ်မှာပဲ နော်တိန်နဲ့တန်းနဲ့ချီပြီးတော့အဲ့ဒီမှာရှေ့တိုင်းမြန်မာပြည်သားတွေနောက်တစ်ခုကဒီ Granny ပြင်းနေမှာနော်စကတ်ဆတ်ကိုနော်ဒီဖက်ကတိုက်တာနော်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဘုံမွန်းမြင်းဆောင်ဘုံကြီးလို့ရေးထားတယ်နော်အောင်မင်းသူဆိုတဲ့အဲ့ဒီဘုံကြီးကနေပြီးတော့ထေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်တော်တော်ကိုလည်းအထင်နာလဲဆိုတဲ့ဟာကိုတွေ့ရတယ်ဒါကလည်း နောက်ဝန်တာတဲ့တည်င်းတွေပဲအဲ့ဒီစကားစဖက်ကတော်တော်အကြဆုံးများတယ်ဆိုရင်တော့ကျွန်တော်တို့အတွက်တည်င်းကောင်းပေါ့ဒီဖက်ကအကြဆုံးများတယ်ဆိုလို့ရှိရင်တော့တည်င်းဆိုးပေါ့နော်တည်င်းဆိုးပေါ့အခုပါတော့တာတော့ပါတော့ဆိုလို့ရှိရင်တော့တည်င်းဆိုးတွေပေါ့တကယ်လဲဆိုတော့တည်င်းဆိုးတွေလည်းမဟုတ်ပါဘူးနော်ဒီဖက်ကအရင်တော့ကတော်လရဲ့ဖက်ကထိန်းချုပ်ထားတဲ့နေမျိုးတွေပါတော့တာမဟုတ်ဘူးစကားစတွေရဲ့နေရာတွေကိုအကုန်လုံးသိမ့်ပိုက်တာသိမ့်ပိုက်တဲ့ဟာကိုပါတော့တာပဲတကယ်တော့ဒီဖက်ကတော်လရဲ့အဖွဲ့တွေရဲ့နေရာတွေကိုအကုန်လုံးပြန်ပြီးတော့သိမ့်တာမဟုတ်ဘူး စကားဆိုင်ရဲ့နေရာတွေကိုပြန်ပြီးတော့ပေးလိုက်တာเนาะဘာမှလည်း social mode တော့မရှိဘူးဒါပေမဲ့အဲ့ဒီမှာ social mode ရှိတာက affect เนาะ affect တွေ person တွေတော်တော် social mode ရှိတယ်အဲ့ affect ကိုရင်းပြီးတော့အဲ့ဒီမှာတိုက်ဖို့လည်းဖြစ်တဲ့ခါကျတော့လူတွေအသေးပြောက်များတယ်အဲ့ဒါပါပဲเนาะအဲ့ဒီနေမြေ social mode တွေကတော့ဘာမှမရှိပါဘူးเนาะစကားဆက်ကပြန်ယူတာပဲသူ့နေရာကိုသူပြန်ယူတာသူတို့ဘက်ကလည်းအသက်နဲ့ရင်းပြီးတော့ကိုသူတို့ကပြန်ယူရတယ် တော့မြို့ပေါင်းကြရနဲ့၄မြို့ထက်မှာဆိုလို့ရှိရင်ခုကတော့60ကျော်ပဲကျန်တော့တယ်เนาะဒါပေမဲ့အားလုံးပါသွားဖို့ဆိုတာနှစ်ပေါက်အများကြီးလိုသေးတယ်အဲ့ဒါကိုစကားစကားနေရာမှလူမှအကုန်လုံးအရင်ကပုံမှန်တိုင်းဖြစ်ဖို့ဆိုလို့ရှိရင်တော့အများကြီးလိုသေးတယ်ဆိုတာကိုတော့ကျွန်တော်တို့တွေ့ရနေမယ်နောက်တစ်ခုကစကိုင်းတိုင်းနဲ့အချင်းအဆက်မှာဆိုလို့ရှိရင်ပမောက်ပမောက်မြို့ကနေပြီးတော့တော်လိုင်းအဖွဲတွေကတင်ပိုက်လိုက်ပြီးတင်ပိုက်လိုက်ပေမဲ့အဲ့ဒီအနီးအနားကပေါ့เนาะအဲ့ဒီမှာမန်လူနဲ့ မင်းခါကြေရောအနာမှာဆိုလို့ရှိရင်တော့စကန်ကွန်ခုကိုလည်း PDF တွေကတင်ပိုက်ထားတာရှိတယ်။ဒါပေမဲ့အဲ့ဒီဟာကိုစကစဖက်ကပြန်ပြီးတော့အဲ့ဒီမှာ processing တော့တိုက်ခိုက်တယ်။အဲ့ဒီ shan နေ p2 sit တွေနဲ့ပေါင်းပြီးတော့အဲ့လိုမျိုးတိုက်တဲ့ခါကျတော့တော့ပြန်ပြီးတော့ပေးလိုက်ရတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။အဲ့ဒါကဘမောက်ဘမောက်ကတော့ဒေါ်လာရဲ့အဖွဲတွေကတင်ပိုက်ထားနေသေးပဲ။ ထိန်းချုပ်ထားတဲ့ဆေးဘက်ဆိုတဲ့ဟာကိုတော့တွေ့ရလိမ့်မယ်။ဒီဖက်ကလည်းအဲ့ဒီပုံမောက်ဘက်ကိုပြန်ရဖို့အတွက်အကြီးအကျယ်เนาะထိုးစစ်ဆင်နေတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်။နောက်တစ်ခုကကျွန်တော်တို့ဒီနေ့တကယ်ရေပန်းစားတဲ့နောက်တင်တဲ့ပုတ်ဖြစ်တယ်အဲ့ဒါကခေခေဖာ။နောက်ခေခေဖာလို့ပြောလို့ရှိရင်เนาะရွှေကုတ်ကိုเนาะရွှေကုတ်ကိုလို့ပြောလို့ရှိရင် BGF BGF လို့ပြောလို့ရှိရင်မုံချစ်သူเนาะမုံချစ်သူ ਆ ဆိုလို့ရှိရင်စကားစနဲ့ပေါင်းပြီးတော့မြို့ကိုတီးဆောက်တာတိုင်ရတာလက်နဲ့ကင်လို့ပြောလို့ရတယ်သူလည်း နော်ဒါပေမဲ့ဒီကရင်လူမျိုးတွေထင်မှာဆိုလို့ရှိရင်တစ္ဆာဖောက်ပေါ့နော်တစ္ဆာဖောက်လို့ပြောရလောက်အောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့သူကပက်ဆန်ကိုရင်မှုသွားတယ်နော်ပက်ဆန်ကိုရင်မှုသွားတယ်ရင်မှုသွားအောင်လဲတကက်မဲလုံးတွေသူ့ကိုလုတ်ပိုင်ခွင်းတော့ပေးတယ်မျိုးတွေကိုတေခွင်းပေးတယ်တိုင်ရတာလက်နဲ့ကင်တွေထင်မှာနော်အခုလက်နဲ့ကင်တော့ပြောလို့ရမှာပေါ့နော်အဲ့ဒါကဒါပေမဲ့ဒီစကတ်ဆိုင်ရဲ့လူပါပဲ အဲ့ဒါသူတို့ကမွေးထားတာနော်မွေးထားတာကဲ့မျိုးတွေကိုသူတို့လုတ်ပိုင်ခွင့်ပေးထားတယ်သူရဲ့လုတ်ပိုင်ခွင့်ကိုအများကြီးပေးထားတဲ့အခါကျတော့သူကပက်ဆန်ကိုချမ်းသာတယ်ချမ်းသာတဲ့အခါကျတော့သူကလူမျိုးရေးတို့ဘာတို့ဘာမှမသိတော့နော်ပက်ဆန်ထဲမှာပဲရင်းမှုနေတယ်ဘာလို့ဆိုတော့မြို့ကိုသူကိုယ်တိုင်တင်းနိုင်တယ်နော်ရွှေကုတ်ကိုမြို့ကိုသူတင်းနိုင်တယ်အဲ့ဒါကြောင့် KNU တွေကလည်းပြောတယ်လေသူတို့တောင်မှမလုတ်နိုင်တဲ့ဟာကိုအဲ့ဒီမုံချစ်သူကလုတ်နိုင်တယ်အဲဆိုတဲ့ပုံစံမျိုးကသူတို့ကဖုတ်ဖုတ်မှောက်ထားတာနော်ဒီရင်လူမျိုးထဲမှာမြို့ကိုတင်းနိုင်တဲ့လက်နက်ကင်တွေမရှိဘူး KNU တောင်မှမတီးပေးနိုင်ဘူး နော်အဲ့ဒီခေခေဖားတော့ဘာလို့အခုဒီရှုခုတ်ကိုတော့ဘာလို့ဆိုလို့ရှိရင်သူတို့ကမြုပ်တော့တီးနိုင်တယ်။မောင်ချစ်သူကအဲ့လောက်အဆွန်ရှိတဲ့ခါကျတော့နော်အဲ့ဒီခေခေဖားကိုသိမ်းမောပါဖို့ဆိုတော့ဘလို့မှဖြစ်နိုင်ဘူး။အဲ့ဒီမှာကိတ်ချားဖြစ်နေရှိတယ်။ဟိုတလော့ကကျွန်တော်တို့တရုတ်နဲ့ထိုင်းနဲ့သူတို့ပေါင်းပြီးတော့တော်တော်လွတ်ခဲတယ်။နော်တော်တော်ကိုဖန်ဆီးမှုတွေရှိတယ်။တော်တော်ကိုပို့တာတော့ရှိတယ်။ဒါပေမဲ့အခုတတိရှိနေကြုံပဲ Starlink တွေပါတယ်။တုံးပြီးတော့ဒီထိုင်းကအင်တာနက်တွေကလုံးဖြတ်လိုက်တယ်။အရင်ကဒီ730လောက်ဘာလို့ဖြတ်တယ်။ တော်တော်ဒုက္ခတော့ရောက်သွားတယ်ဒါပေမဲ့အမြင့်ပြက်တာဘာမှမဟုတ်ဘူးပိုးပိုးပြီးတော့စီကားလာတယ်အခုเนาะအဲ့ဒီမှာဆိုတော့အခုဒီခေခေဖဆိုတဲ့ဒီအခုလက်ကကောင်မျိုးတဲ့ကိုဒီစကားစကားတိမ့်ပိုက်လို့ရပြီးတဲ့နောက်ပိုက်မှာအဲ့ဒါလည်းသူထုတ်တာပဲเนาะအဲ့ဒါ BGF ပဲသူပဲပေါင်းပြီးတော့ဒီဖက်ကိုလွှတ်လိုက်တာဆိုတော့မြောက်ပြေရောက်သွားတယ်မြောက်ပြေရောက်တော့အခုလက်ကကောင်မျိုးတဲ့ကိုသူတို့တိမ့်တယ်တိမ့်ပြီးတဲ့နောက်ပိုက်မှာအခုကအဲ့ဒီခေခေဖကိုတင်ပြီးတော့ဝင်စီးတာเนาะဝင်စီးတာဟိုအဲ့ဒါကစကားစကားဝင်စီးတာဆိုတော့အဲ့ဒီမှာ starting အလုံးပေါင်းအစုံပေါင်း နော်30ကိုရတယ်ပြီးလို့ရှိရင်တော့အလုတ်သမားပေါင်းမြောက်များစွာနော်အဲ့ဒီမှာအလုတ်သမားယောက်ျားလေးတွေက1645ယောက်မိန်းကလေးကတော့455ယောက်အဲ့ဒီမှာလုံခြုံရဲ့အဆောင်အချက်တွေကနော်68ယောက်နော်စုစုပေါင်းနော်1200အထိတောင်မှနော်အဲ့ဒီမှာဖန်စီရမယ်နော်ဝင်စီးတာနော်မာလာကမာလာစစ်သားတွေကဝင်စီးတာဆိုတော့တော်တော်ထူးဆန်းတယ်နော်ဒါတော်တော်ထူးဆန်းတယ်မာလာကပေးလွှတ်ထားလို့လောက်မြောက်တက်နေတာဒီလောက်ကြီးကြီးခမ်းနားတဲ့ တောင်တန်လက်နက်ကင်တွေ KNU လုံးဝမလုံရဲတဲ့အဲ့ဒီလက်နက်ကင်တွေရှိတယ်အဲ့ဒီမှာเนาะကိတ်လုံးချုံရဲနေယူထားတာရှိတယ်ပက်ဆန်တွေเนาะထိုင်းဖက်ကကြီးကဲတွေကြီးကြီးပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့အခါကျတော့ဒီ KNU ဘာမှမလုပ်ပေးနိုင်ဘူးเนาะဘာမှမလုပ်သူကိုယ်တိုင်ကလည်းเนาะပူပူမှုထားတဲ့နေရာဖြစ်နေတယ်နော်နေရာဖြစ်နေတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့မအလကခုဝင်စည်းတယ်ဆိုကြတဲ့ကနေထူချမှုရှိတယ်ဆိုတော့အဲ့ဒီထူချမှုကဘာလဲဆိုလို့ရှိရင်အခုတရုတ်ပထမကတရုတ်နဲ့ထိုင်းနဲ့သူတို့လုပ်တာအခုတရုတ်ရဲ့ ထိုင်းရဲ့အိန္ဒိယရဲ့အမေရိကရဲ့တောင်ကိုရီးယားရဲ့ထိုင်းဝန်ရဲ့နော်အဲ့လိုမျိုးငါးနိုင်ငံကပေါင်းပြီးတော့ဒီ KK Park ကိုဝင်စည်းဖို့နော်အဲ့ဒီတကိတ်အမြင့်ပြည့်ရှင်းလင်းဖို့တည်းသူတို့လုပ်နေတယ်အခုလုပ်နေတယ်ဆိုတဲ့ခါကျတော့မာအလာကအဲ့ဒါကိုတည်င်းတွေကြားတယ်နော်တည်င်းတွေကြားတဲ့ခါကျတော့သူကိုယ်တိုင်ဝင်ပြီးတော့ဖမ်းပြတယ်အတိတ်ပြတော့ငါတို့ဒီလိုနော်စီးနေပါတယ်ဒီလိုတိုက်ဖျက်နေပါတယ်ဆိုတဲ့ဟာကိုသူတို့အခုပြနေတယ်နော်ပြနေတယ်ဆိုတာ เนาะသူတို့ကဒီလိုအချိန်ဆက်တွေเนาะနိုင်ငံကြီးတွေပါလာပြီးတော့လှုပ်လာပြီးအရင်တော့ကဒီထိုင်းနဲ့တရုတ်နဲ့လှုပ်လာတော့မှအများကြီးသူတို့ထိခိုက်မှုတွေရှိတယ်ဆိုတော့အခုကတော့ပို့ပြီးတော့ တဲ့ရောက်မှုတွေအများကြီးရောက်လာတော့မယ်ဆိုတဲ့ခါကျတော့အခုဒီ smart lag ကဖမ်းပြတယ်เนาะဖမ်းပြတယ်လို့အရောက်ပေါင်းအလုံးသမားပေါင်း1200ကျော်ကိုဖမ်းဆီးထားတယ်เนาะအဲ့ဒါကမှ starting အစုံပေါင်း30ရှိတယ်အလုံးသမားပေါင်းကအများအများကြီးလုံခြုံရေး98ဦးကိုဖမ်းဆီးထားတယ်ဆိုတဲ့ဟာကတော့เนาะတကယ်เนาะကျွန်တော်တို့ track ဝန်ထမ်းဆရာတည်င်းကောင်ဝန်ထမ်းဆရာတည်င်းကောင်ကမအလကဝင်စီးတာကိုပြောတာမဟုတ်ဘူးအခုတကယ်နိုင်ငံကြီးတွေเนาะလုံးမှာသူတို့ကို အခုတရုတ်ပါတယ်အိန္ဒိယပါတယ်အမေရိကပါတယ်ပြီးလို့ရှိရင်ထိုင်ဝမ်ပါတယ်ပြီးလို့ရှိရင်တောင်ကိုရီးယားပါတယ်နော်ဆိုတော့ပူပေါင်းပြီးတော့လုတ်ဖို့နော်အခု operation valuable ဆိုတဲ့နာမည်နဲ့အခုသူတို့ကိုဖြုတ်ဖို့လုပ်နေတယ်နော်လုပ်နေတယ်ဆိုတော့အဲ့ဒါကတကိတ်နော် တည်င်းထူအနေနဲ့ကျွန်တော်တို့ရေပန်းစားနေတဲ့အခုတည်င်းမီဒီယာလောကမှာဆိုတော့ဒါတည်င်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့ဆက်လိုက်ပြီးတော့ကြားဖို့ရှိတယ်နောက်တစ်ခုကဘင်္ဂလားဒေ့ရှ်မှာဆိုလို့ရှိရင်အဓိကလေဆိပ်မှာဆိုလို့ရှိရင်ဒီကုန်ပစ္စည်းတွေထားတဲ့အခုတော့မီးလောင်တယ်ကြီးကြီးမီးလောင်တယ်အဲ့ဒီမီးလောင်တဲ့အခါကျတော့အဲ့ဒီလေလိုက်တွေကအကုန်လုံးပိတ်သိမ်းလိုက်ရတယ်အဲ့ဒီ6နာရီအကြာမှာပြန်ပြီးတော့ကျွန်တော်ဒီနိုင်ငံချက်ခီးစင်တွေကိုပြန်ပြီးတော့လေပတ်နိုင်တယ်ဆိုတဲ့တည်င်းကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကနိုင်ငံပြူဟာကုန်းကိုသိမ်းတဲ့အခါကျတော့အဲ့ဒီမှာတကယ်စခန်းမကြီးတွေတော့အကုန်လုံး ပါသွားပြီဒီကိဖိုက်တာဂုံလိုပါတော့ကပါလုံးမေလို့ရှိရင်တော့666 point စသည်ဖြင့်တရားပြောအကုန်လုံးသိမ့်ပိုက်ပြီးတော့ AA ကသိမ့်ပိုက်ပြီးတော့ရရှိပြီးတဲ့နောက်ပိုက်ပါရေကန်ဗျူဟာဂုံကိုသိမ့်ဖို့အတွက်နည်းနည်းလေးပဲကျန်တော့တယ်အဲ့ဒါကဒီကာကင်အခုဆိုတော့သိမ့်လောက်ပြီနော်တည်င်းမထုတ်တာပဲနော်တည်င်းမထုတ်တာပဲဆိုတော့အခုကပါစာ66နဲ့နီးတဲ့အခု point 666အဲ့ဒါကိုသိမ့်မယ်နောက်ပိုက်မှာ AA ကနေပြီးတော့အခုကပါစာ 16အနာကိုကတ်နေပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတာဒါကတော့တကိတ်နော်သတင်းထုတ်ခွန်းနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့အဲ့ဒီနိုင်ရကံပြူဟာကုန်းကိုတိတ်တဲ့အခါမှာနော်တိတ်တဲ့အခါမှာအဲ့ဒီ AA ကဖန်ဆီထားတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့ဒီမှာအယောက်ပေါင်း20ဖန်ဆီထားတယ်ပြလို့ရှိရင်နော်အဲ့ဒီမှာအယောက်ပေါင်း100တေးတယ်အယောက်ပေါင်း80နော်80ပျောက်ဆုံးနေသေးပဲဖြစ်တယ်ပြလို့ရှိရင်နော်အလင်းဝင်တာတဖြုတ်ဖြုတ်လက်နဲ့ချနော်အလံပြူထောင်တာ အများကြီးရှိတယ်ဆိုတဲ့ဟာကိုဒီနေ့တည်င်းကောင်းတစ်ခုအနေနဲ့တွေ့ရတယ်။နောက်တစ်ခုကစကိုင်းတိုင်း homeland လေတက်ဌာနချုပ်ကိုနေပြီးတော့မီရှိုးတယ်။နောက်မီရှိုးတဲ့ခါကျတော့အဲ့ဒီစန္ဒရိတ်ခါကူတော်မှာဆိုလို့ရှိရင် main လောင်ကျွန်းမှုရှိတယ်ဆိုတဲ့ဟာကိုလေဒီနေ့တည်င်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့အော်တိုဘာလ20ရက်နေ့မှာတည်င်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ